ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြို့သားညီညွတ်ရေးအစိုးရအလို့သမားဝန်ကြီးဌာနကြီးညာချက်အမှတ်1မြေဆောင်2025 1386ခုနှစ်တပေါင်းလကွယ်နှစ်2025ခုနှစ်မတ်လ28ရက်အင်အားပြင်းငလျင်ကြောင့်ထိခိုက်ခံစားနေရသောအလို့သမားများအတွက်ဝန်내ကြောင်းထုတ်ပြန်ချက်1 2025ခုနှစ်မတ်လ28ရက်နေ့မြန်မာစံတော်ချိန်မွန်လ12:50မိနစ်ဝန်းကျင်တွင် မြန်မာနိုင်ငံစကိုင်းမြို့၏အနောက်မြောက်ဘက်6ကီလိုမီတာအကွာတွင်အင်အား9.3ပမာဏရှိ အလွန်အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပါသည်အဆိုပါငလျင်သည်မြောက်အနက်10ကီလိုမီတာတွင်ဗဟိုပြု၍လှုပ်ခတ်ခဲ့သည့်ဇောက်တင်အမျိုးအစားငလျင်ဖြစ်ပြီးမြန်မာနိုင်ငံအပါဝင်ဘင်္ဂလားဒေ့ရှ်အိန္ဒိယလာအိုထိုင်းနှင့်တရုတ်နိုင်ငံတို့တွင်တရောက်မှုများရှိခဲ့ပါသည်နှင့်အဆိုပါငလျင်လှုပ်ခတ်မှုများကြောင့်မြန်မာနိုင်ငံဒေသအနှံပြားရှိ ပြည်သူများထိခိုက်ဒဏ်ရာရရှိခြင်းအသက်ဆုံးရှုံးခြင်းဩဝင်ဆောက်အုပ်များနှင့်ကျင်းမှုဝင်နေများပျက်စီးဆုံးရှုံးခြင်းတို့ဖြစ်ပေါ်ကများစွာထိခိုက်ခံစားနေကြရပြီးစီးပွားရေးလုပ်ငန်းများနှင့်လုပ်ငန်းဝင်အသီးသီးမှလုပ်သားများနှင့်ရင်းတို့၏မိခိုးသူမိသားစုများပေါ်တွင်လည်းကြီးစွာသောတရားမှုဖြစ်စီပါသည်ထို့ပြင်ငလျင်တန်းကြောင့်ထိုင်းနိုင်ငံဗန်ကောက်မြို့ရှိ ဆောက်လုပ်ဆဲအထက်အမြင့်ဆောက်အုံတစ်ခုပြောကြားမှုအပါအဝင် လုပ်ငန်းခွင်အသီးသီးမှအလုပ်သမားများပြားထိခိုက်ဒဏ်ရာရှိမှု အဆောက်အုံတွင်ပြိမိနေမှုများရှိကြောင်းသိရှိရပါသည်ထို့ကဲ့သို့ငလျင်တန်ကြောင်းပြည်တွင်းပြည်ပ၌ထိခိုက်မှုများပေါ်မိမိတို့ဝန်ကြီးဌာနအနေဖြင့်လွန်စွာဝန်းနေရပါသည်၃ပြည်တွင်းရှိပြည်သူများနှင့်ပြပရောက်နိုင်ငံသားရွှေပြောင်းအလို့သမားများထိခိုက်ခံစားနေရခြင်းတွင် အကျန်းဖက်စစ်ကောင်စီသည်၎င်းတို့အာဏာတည်မြဲရေးအတွက်တောင်းဒေသ ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ်နောင်လင်ကြီးရွာကိုလေကြောင်းမှဘုံကျဲတိုက်ခတ်ခဲ့ပြီးပြည်သူများအပေါ်စာနာစိတ်ကင်းမဲ့စွာကြမ်းကြုတ်ရက်ဆက်လျက်ရှိပါသည်လေမြို့သားညီညွတ်ရေးအစိုးရအလို့သမဝန်ကြီးဌာနအနေဖြင့်ငလျင်တန်ကြောင့်ထိခိုက်ခံစားရသောပြည်တွင်းရှိပြည်သူများနှင့်ပြည်ပရှိမြန်မာရွှေပြောင်းအလို့သမများအတွက်တတ်နိုင်သည့်ပင်မှချိတ်ဆက်မှုများနှင့် ကူညီပံ့ပိုးမှုများ အသက်ဆုံးရှုံးမှုနှင့်လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာမှုများအတွေ့ရသင့်ရထိုက်သောနှိမ့်နာမှုရောခြင်းနှင့်ဥပဒေပါကျိုးခံစားခွင့်များရရှိရေးပြန်လည်ကုစားရေးတို့အတွက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီးလူ့သမားများအပါအဝင်မြန်မာပြည်သူလူထုတရားလုံးအနေဖြင့်အချင်းချင်းအပြန်အလှန်ဖိမကူညီကြပါရန်တိုက်တွန်းအပ်ပါသည်အလို့သမားဝင်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ